ေတခါတလေကြာရင်လေတနေ့ကအလုပ်တွေချုပ်နေတာပဲဒါမဲ့ဘာမှမပြေးတယ်လို့ခံစားရဘူးလားဒါမှမဟုတ် အင်ဂျီတွေအများကြီးရှိရတာနဲ့ဝိစရာမရှိဘူးလို့ခံစားရဘူးလားအဲ့ဒါတွေကတိုက်ဆိုင်တာမဟုတ်ဘူးနော်အဲ့ဒီနောက်ွယ်မှာ မော်ကနန်တစ်ခုရှိတယ်ဒီနေ့ကိုတို့ပြောပြမယ့်အကြောင်းအရာကတော့အဲ့ဒီမော်ကနန်8020ဘူးအကြောင်းပါပဲဒါကိုပရီတိုရူလို့လည်းခေါ်တယ် ကဲချင်းပြမယ်အရန်လွယ်တယ်နော်ဒီ8020ရူကဘာကိုပြောတာလဲဆိုတော့ကိုရိုရတဲ့ရလက်80%ကကိုရိုလုံလိုက်တဲ့အလုံး20%ကနေလာတာပါတဲ့ဒါစားတွေ့တဲ့လူကြီးက သူ့ channel ရဲ့ဘေးစေးတွေကိုကြည့်ရင်တတိထားမိတာ channel ကစားလို့ရတဲ့ဘေးစေး80%ကဘယ်တော့20%ကနေပဲထွက်လာတာတဲ့အဲ့ဒီတဲကလူတွေတတိထားမိလာတာ အရာအားလုံးကဒီလိုမငြိမ်းပြဘူးဆိုတာပါပဲကဲနေ့တိုင်းဖြစ်နေကြအရာတွေတဲကဥပမာအနေနဲ့ပြောကြည့်ချရအောင်နော်ကိုရဲ့ဝိစားဗီဒီယိုပေါ့ကိုမအင်ကြီးတွေဘောင်းမီတွေအများကြီးရှိပေမဲ့ကိုတကယ်တမ်းအမြဲတမ်းဝိဖြစ်တဲ့အကြိုက်ဆုံးအင်ကြီးကအဲ့ဒီတည်းက20%ပဲရှိတာအဲ့ဒီအင်ကြီးအနည်းစုကိုပဲကိုတို့ကအချိန်များစုမှဝိဖြစ်နေတာဟုတ်တယ်မလားနော်ကိုဖုန်းထဲက application တွေ အများကြီးထည့်ထားပြီးမဲ့တကယ်အမြဲသုံးဖြစ်နေတာဘာတွေလဲ Facebook, TikTok, Messenger, YouTube ။ဟေးဘွာ။ဒီငါးခုပဲရှိတာ။အဲ့ဒီ app တွေကိုပဲကိုရော80%လောက်သုံးနေတာ။ကိုရောတနေ့လုံးလုပ်တဲ့အလုပ်တွေထဲမှာတကယ်အရေးကြီးပြီးရလည်းအများကြီးထွက်တဲ့အလုပ်က20%လောက်ပါပဲ။ဂျန်နဲ့80%ကခြောက်လို့နေတာများတယ်။ရလည်းလည်းတိတ်မထွက်ဘူးလေ။ ကိုရုဝင်စားနေတဲ့အာလူကြော့တော့ကိုပဲကြည့်လေအထဲမှာလေယာ80%တကယ်စားတဲ့အာလူကြော့က20%ပဲဒါတော့နောက်ထာပါဒါပေမဲ့နေနေတော့မှန်တယ်မို့လားအချုပ်ပြောရရင်80-20ရူကပါလဲဆိုတော့အရာအားလုံးကအရေးမကြီးဘူးဆိုတဲ့သဘောပေါ့တကယ်အရေးကြီးတာက20%လောက်ပဲရှိရဲ့ကဲဒါကိုတီးတော့မလုပ်ရမလဲ success ကိုရဲ့အောင်မြင်မှု80%ကိုယူလာပေးမဲ့အရေးကြီးဆုံး20%ကဘာလဲဆိုတာရှားရမယ်နော်။ကိုဝင်းမဲ့အင်းကြီး20%ကိုပဲခြေဆုံးမှထား။ကိုပြောစီတဲ့တငယ်ချင်း20%နဲ့ပဲအခြေအုံများများတော့။ဆမ်မူအတွက် အရေးကြီးဆုံးအခန်း20%ကိုအရင်ကျန်။အလုံးမှလည်းရားလည်းအများကြီးထွက်မဲ့အလုံး20%ကိုအရင်လုံး။ဒါဆိုအလုံးချုပ်တာနေသွားပြီးအလုံးပြေးတာများလာမှာပဲ။ ကဲကိုရိုးရဲ့ဘဝထဲမှာ8020ရူတွေဘယ်မှာတွေ့သေးလဲကိုရိုးရဲ့တငယ်ချင်းတွေမှာရောအလိုလေလားကိုမမရေးခဲ့နော်နောက်လေဒီလိုစိတ်ဝင်စားစရာလေးတွေတင်ပေးသွားမှာမို့ subscribe လုပ်ခဲ့ပေးပါအောင်နော်အစ်စ်တင်တိုင်းသိနေဖို့ notification bell ကိုလည်းနှိပ်ပေးခဲ့ပါအောင်ရှင် bye